ဒါမှမဟုတ်အလုံးမမီသားစုကမွေးဖွားလာပြီး United ရဲ့ Triple Champion ဂီလန်မှာအဓိကကစားသမားဖြစ်လာခဲ့တဲ့ Norway သားကြီး Manchester United အသင်းရဲ့တမိုင်းကြောင့်တလျှောက် Triple Champion ဂီလန်မှာအဓိကကစားသမားဖြစ်လာခဲ့ပေမဲ့အသင်းရဲ့တမိုင်းကြောင့်တလျှောက်အုံကိုအများဆုံးကစားသမားဆိုရင်သင်တို့ယုံနိုင်မလား Manchester United အသင်းဆိုတာ England Premier League မှာပရိသတ်အများဆုံးအသင်းဖြစ်ရပ်တည်နေတာလည်းဖြစ်ပါတယ်အခုပြောပြပေးမှာကတော့ Manchester United ရဲ့တမိုင်းတလျှောက်မှာအုံကိုအများဆုံးကစားသမား၃ဦးတည်းက 2ဦးဖြစ်တဲ့ဟန်နင်ဘတ်ရဲ့အကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့အုံကိုအများဆုံးအဆင့်1မှာရှိနေတဲ့ဟန်နင်ဘတ်ကတော့ Norway သားကြီးဖြစ်ပြီး United ပြည်သက်တော်တော်များများမှတ်မိကြတော့မယ်မထင်ပါဘူး။သူက United မှာ1969ကနေ2000အထိကစားခဲ့ပြီး1999 United ဖလား၃လုံးချန်ပီယံဖြစ်ချိန်တုန်းကအဓိကနောက်တန်းကစားသမားဖြစ်ပါဝင်ခဲ့တဲ့သူတို့ဖြစ်ပါလေ 1999ခုနှစ်မှာဂျူပီနက်ကို2-3ခုနဲ့အနိုင်ရရှိခဲ့တဲ့ Champions League Semi-final ဒုတိယအကြိမ်နဲ့ဘိုင်ယန်မြူးနစ်ကို2-2ခုနဲ့အနိုင်ရရှိခဲ့တဲ့ Champions League Final ပွဲတွေကိုဒုတင်ရာကြောင့်လွှဲချော်ခဲ့ရပါတယ်။သူဟာ United ကစားသမားဘဝမှာ Champions League Super Blood တစ်လုံးအပါဝင် Premier League တစ်လုံး၊ FA Blood တစ်လုံးနဲ့ Intercontinental Blood တစ်လုံးတို့ကိုရရှိခဲ့ပါတယ်။ဟန်နီဘယ်ဟာပရီးမီးယားလိဂ်တပိုင်းမှာအသင်းနှစ်သိမ်းနဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိခဲ့တဲ့ ထမဦးဆုံးကစားသမားလည်းဖြစ်ပါတယ်။ဘလဗန်အသင်းနဲ့1994 1995ရာသီမှာပရီးမီးယားလိရရှိခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်နဲ့1996မှာရရှိခဲ့တာပဲဖြစ်ပါတယ်။ဟန်နီဘာဟာကန်ဆက်မှာဂျက်စတန်နဲ့အတွဲညီညီကစားခဲ့ပေမဲ့1999 2000ဘောလုံးရာသီမှာတော့ဒဏ်ရာပြဿနာတွေနဲ့သာရုန်းကန်ခဲ့ရပြီးရာသီကုန်ချိန်မှာတော့ဘလဗန်အသင်းကိုပြန်လည်ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဘဝမှာဟန်နီဘတ်ဟာအုံကို၃ကိုတွင်းယူခဲ့ပြီးတော့ယူနိုက်တက်ကစားသမားထဲမှာအုံကိုအများဆုံးနဲ့ထိတ်ဆုံးကရက်တည်နေခဲ့တဲ့ကစားသမားတအူလည်းဖြစ်ပါတယ်။